စိန်ကိုဘာကြောင့်ထက်မြက်မှုရဲ့တင်ကြတာဖြစ်သမဲ့ကြတာလဲပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့စိန်ကိုဘာကြောင့်ထက်မြက်မှုရဲ့တင်ကြတာဖြစ်သမဲ့ကြတာလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါရီစိန်ကိုကဘာတဝဲမှာတော့အဖိုးတန်ရန်တာတစ်ခုဖြစ်တန်မိုးထားကြပါရီသူရဲ့အဓိက အားသာချက်ကတော့လှပတဲ့အမြင်အာရုံဆိုင်ရာအလှကြောင့်ဖြစ်ပြီးအလင်းရောင်ကိုကောင်းဆုံးဖမ်းယူနိုင်တာကြောင့် မီးတောက်တွေတောက်ပမှုတွေဖြင့်ပြန်လည်ဖျားထွက်စေနိုင်ပါတယ်။ဒီလိုမျက်စိပရသားရှိတဲ့တောက်ပမှုကြောင့်ပဲစိန်ဟာချမ်းသာမှုနဲ့စိန်ခံမှုတို့ရဲ့အထုအထိတ်သင်္ကေတအဖြစ်သိရှိနေတာဖြစ်ပါတယ်။ဒါပြင်စိန်ဆိုတာရှားပါမှုမကြုံမှုတွေတန်မိုးကြီးမှုကြောင့်ပဲငွေကြေးပဏာရေးလောကမှာအလွန်အမင်းတန်မိုးရှိတဲ့ကြောင်းမြတ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့စိန်ကိုအလားပါနဲ့တန်မိုးပြင်ထမြက်မှုနဲ့ဉာဏ်ပညာရှိမှုတွေကိုပါကိုစားပြုခြင်းခံရပါတယ်။ စိန်ကိုဉာဏ်ပညာနဲ့ထက်မြက်မှုတို့ရဲ့သင်္ကေတဖြင့်သတ်မှတ်ရမှာအဓိကကြားတဲ့ချက်ကတော့စိန်ရဲ့ကျင်းလင်းပြတ်သားမှု clarity ကြောင့်ပဲဖြစ်ပါရည်။စိန်တဝင်းရဲ့အရေးသွေးကိုတိုင်းတာတဲ့နေရာမှာ clarity ကအရေးပါဆုံးအချက်တစ်ချက်ဖြစ်ပါရည်။စိန်တွေမှာသူရဲ့ပြည့်စုံတဲ့ဖွဲ့စည်းမှုတွေကြောင့်အလင်းရောင်ကိုအခြားမြည်သည့်ပစ္စည်းထက်မစိုးအပြည့်အဝဖောက်ထွင်းဝင်ရောက်နိုင်စွမ်းရှိပါရည်။အတွင်းတွေကိုဝင်ရောက်သွားတဲ့အခါအလင်းရောင်ကစိန်ရဲ့မျက်နှာပြင်ကနေတဆင့်ပြန်လည်ထုတ်လွှင့်တဲ့အခါအခြားသောကြောင်းမြတ်တွေနဲ့မတူတဲ့ တောက်ပမှုကိုပြပေါ်စေပါရီအလင်းကိုတားဆီးမရှိဖြတ်တန်းစေနိုင်တဲ့စင်ရဲ့ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တရာလူတယောက်ရဲ့စိတ်ကြည်လင်မှုနဲ့နှိုင်းရှင်နိုင်ပါရီဉာဏ်ပညာရဲ့အိဗယ်ဖွင့်ဆိုချက်မှာလည်းအမှန်တရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းရှိခြင်းပဲဖြစ်ပါရီစိန်လိုပဲအတွင်းစိတ်မှာအစုံအထင်ပြင်နာစွာကင်းစင်ခြင်းကတွေးခေါ်မှုနဲ့ပဲမှာဗလိုက်မှုကင်းခြင်းရိုးသားခြင်းနဲ့ပြတ်သားခြင်းတို့ကိုကိုးစားပြုပါရီနောက်ပြီးတော့စိန်ကိုဝိစင်ခြင်းကညံလင်းပွင့်မှုရဲ့သင်္ကေတဖြစ် ရှေးခင်ရင်ကျေးမှုတွေကသတ်မှတ်ခဲ့ကြပါတယ်။သူရဲ့တောက်ပါမှုကအမောင်တူထဲမှာတောင်းအလင်းရောင်ပေးဆွဲနိုင်လို့ဉာဏ်ပညာကလည်းအခက်ခဲတွေနဲ့မတိနာမလဲဘူးတွေကြားကနေလမ်းပြပေးနိုင်တဲ့အလင်းတစ်ခုဖြစ်တယ်လို့ယုံကြည်ကြပါတယ်။နောက်ထပ်ရေးပါတဲ့ချက်ကတော့စိန်ကိုဉာဏ်ပညာနဲ့ထက်မြက်မှုရဲ့သင်္ကေတဖြစ်သတ်မှတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာမာကျောဆုံးခုံတက်တီးရလဲအလွန်ရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ပါတယ်။စိန်ဆိုတော့ Moss Harshness Game မှာအမြင့်ဆုံးဖြစ်တဲ့ဆယ်မဲ့အပြည့်ကိုရရှိထားတာကြောင့် ။တမောင်ကတွင်ထက်ပစ္စည်းတွေတိုင်းပုံပုံမှကြောပြီးစိန်ကိုချစ်နိုင်ဖြစ်နိုင်တဲ့အထိလို့လို့ပြုလုပ်လို့ရပါတယ်။ဒါရီမကားသေးပါဘူး။စိန်ကိုမြေကြီးအောင်နဲ့ဆိုင်တဲ့နေရာတွေမှာအလွန်မြင့်မားတဲ့ဖီးယားနဲ့အပူချိန်တန်တွေကိုနှစ်ပေါင်းများစွာခန်းစားပြီးမှဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီလိုခက်ခဲကြံတဲ့အခြေအနေတွေကနေထွက်ပေါ်လာတဲ့စိန်ဟာဘလို့ထိခိုက်မှုတန်ကိုမှမခံရပဲတည်တဲ့နေတာကိုတွေ့ရတတ်ပါတယ်။ဒါကြောင့်စိန်ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာရည်ရှိမှုဟာလူတူဦးရဲ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်းကိုးစားပြုပါတယ်။ ကျွန်တော်တို့ဘဝရဲ့အောင်မြင်မှုဆိုတာစိတ်လိုပဲပြင်းထန်တဲ့ဖျားတဲ့အပူဒဏ်ခက်ခဲတွေကိုတိကျံကြော်လာပြီးမှရှားရှိကြတာဖြစ်ပါတယ်စိတ်ရဲ့မပြုတ်ကွဲနိုင်တဲ့သဘာဝကိုဘဝအခက်ခဲတွေစိန်ခေါ်မှုတွေကြားကနေယုံကြည်ချက်ကိုမစော်လို့ပဲခိုင်မာတဲ့စိတ်ဓာတ်နဲ့ရည်တည်ချက်တွေကိုကိုးစားပြီးပါတယ်ဒါကြောင့်တကယ်မျက်ရှိတဲ့သူတယောက်ကသူ့ရဲ့ဆုံးဖြတ်ချက်တွေယုံကြည်ချက်တွေကိုဘလို့ပြင်ပကဖျားတွေပဲလာနေပါစေ အလဲတကူရင်းရိုင်သွားခြင်းမရှိပါဘူးနော် ဆင်းရဲမှာကြောင်းမှုကလည်းထိုကဲ့သို့ပြတ်သားပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ခြင်းကို သင်္ကေတပြုပါရယ်။ဒါကြောင့်စိန်ကိုဝစ်စင်ခြင်းက ရုပ်ပိုင်းဆိုင်ရာအလားပါပြင်ငါဘယ်တော့မှမပြည့်စည်နိုင်တဲ့စိန်လိုခိုင်မာတဲ့စိတ်တနဲ့ဉာဏ်ပညာရှိသူဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရရှိစေပါရယ်။စိန်ဆိုတာတန်မိုးကြီးပစ္စည်းတစ်ခုဖြစ်အောင်မကားပဲသင်္ကေတဆိုင်ရာနဲ့နဲ့တဲ့တန်မိုးတွေနဲ့လည်းပြည့်ပြည့်စုံစွာပေါင်းစပ်ပေးထားတာကြောင့်ဒီကဘာလုံးကလူဖယ်စည်းတိုင်းလိုလိုတန်မိုးထားပြီးတော့ဝစ်စင်ကြပါရယ်။ အထူးသဖြင့်မင်းလာဆောင်ဇနီးမောင်နှံနေဆိုရင်ချစ်ချင်းရဲ့တင်ဂီတာဖြင့်ခိုင်မြဲချင်းရဲ့တင်ဂီတာဖြင့်လည်းဝေကြပါရီအဲ့လိုပဲစိန်တွေကိုဝဲယူဆူဆောင်းခြင်းဟာရင်းနှီးမြှုပ်နှံမှုရှုထောက်ကနေကြည့်ရင်အကျိုးမဲ့အများကြီးရနိုင်တာမလို့ရေရှည်တွေဥစားမင်းစာဒါမှမဟုတ်လုပ်ငန်းပြုလုပ်ဖို့အတွက်လည်းဆူဆောင်းထားတာမျိုးလည်းရှိတတ်ပါရီဒါရင်မကသေးပဲနေရောရောဆင်ဆက်ချမ်းသာတဲ့အမွေပွေးကျင်လို့အတွက်လည်းစိန်တွေကိုလည်းလက်ဆင်ကဲမျှဝေကြရလဲရှိတတ်ကြပါရီဘလို့ပဲဖြစ်ဖြစ်ပါစိန်ဆိုတာကြည်လင်ပြတ်သားမှုတောက်ပါမှု တန်မိုးကြီးမှုနဲ့ယာတိဥဒုတန်ခန္ဓာရရှိမှုတို့ကြောင့်ပဲထမြင့်မှုရဲ့သင်္ကေတအဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုညဝေသေးတော့မှပြလို့စောင့်မျှော်ကြည့်ရှုအားပေးကြနေဆိုရင်ကျမတို့ရဲ့ရွှေတော်ဝင် YouTube Channel လေးကို Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။အစောနေ့ကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။